ချန်ပီယံလိမှာစိုးနေကြတာမင်းတို့လန်ဒန်ကောင်နေပြီပဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုရဲကျွန်တော်ကိုခင်ပါချန်ပီယံလိပွဲစဉ်၅ရဲ့အဆိုးအကောင်အကျိုးအကြောင်းအမှတ်များကိုကျွန်တော်တို့ပြန်လည်ခန်းစားဆွေးနွေးလိုက်အောင်ခင်ဗျပတ်ပါတယ်ချန်ပီယံလိမှာစိုးနေကြတဲ့ကောင်တွေကကျွန်တော်တို့လန်ဒန်သားတွေကြီးပါပဲအချွန်းချက်တခုတော့ရှိတာပေါ့ Tottenham Hotspur PSG တင်းတို့ရော5-3နဲ့ရှုံးပွဲကြုံတွေ့သွားခဲ့တယ်ပေါ့နော် ထားပါဒါမဲ့ပရိသတ်အပြင်းမှုများတဲ့အသင်းအသင်းဖြစ်တဲ့အာစတန်နဲ့ Chelsea London Club အသင်းအသင်းကတော့တကယ်ဒီဒီကျဲပြိုင်ဘက်တွေကိုအနိုင်ယူကျော်ဖြတ်ခဲ့တယ်။အတူအိုးတူဆန်တဲ့နှစ်သင်းလုံးကတော့အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်လို့ပဲပြောရမှာပါ။ Bayern Munich ကလက်ရှိအချိန်မှာကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းတစ်သင်းဒီလိုအသင်းမျိုးကို Arsenal နေနဲ့ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တယ်။တစ်ဖက်မှာလည်း Barcelona လိုအသင်းကောင်းတစ်သင်းကို Hansi Flick ရဲ့လက်အောက်မှာတဖြည်းဖြည်းတိုးတက်လာတဲ့အသင်းကို Chelsea ကလည်းအကောင်းဆုံးအနိုင်ယူကျော်ဖြတ်ခဲ့တယ်။အဲ့ဒါကြောင့် ဒီတစ်ပတ်ချန်ပီယံလိပွဲစဉ်ကမှတောင်းကျမ်းနေတဲ့ကောင်တွေကကျွန်တော်တို့လန်ဒန်ကောင်တွေကြီးပဲအဲ့ပါအဲ့တော့ကျွန်တော်ပထမဆုံးပွဲပေါ့နော် IS နဲ့ Benfica ISD နီးပြပြောင်းသွားတယ်ဒါပေမဲ့ result ကတော့ဒီတိုင်းပဲ Benfica အသင်းက2-0ဆိုတဲ့ရလနဲ့အနိုင်ယူခဲ့တယ် Mourinho အတွက်ပြန်ကောင်ဖြစ်စေခဲ့တဲ့ပွဲစဉ်တစ်ပွဲလိုပဲပြောရမှာပါနောက်ထပ်ပွဲကတော့ Galatasaray နဲ့ Union Saint Gallois အပေါ်မှာအဖြစ်ဆိုရင် Champions League ပွဲစဉ်တွေကအမှန်တရားနဲ့အနီးဆက်တာများတယ်ဒါပေမဲ့ အခုနောက်ပိုင်းလီပုံတရံကျင်းပတဲ့ချန်ပီယံလိပြိုင်ပွဲတွေကတော့အရင်ခမန်းရတာမလွယ်ကူတော့တဲ့ပုံစံမျိုးပေါ့နော်ကလတ်တဇရီဒီအိမ်ကွေးမှာတကယ်ကိုကောင်းတဲ့အသင်းတသင်းမှာကစားသမားလည်းတောင့်တင်းမှုရှိတယ်လို့ပွဲအဖြစ်ကိုပြောင်းလဲနိုင်တဲ့တနည်းအားဖြင့်ကေးတဲ့ဂိမ်းလုံးနိုင်မဲ့နော်ဂိမ်းချင်ညာကစားသမားမျိုးတွေလည်းရှိနေတယ်အဲ့လိုအသင်းမျိုးကိုဒါစိန့်ဂယ်လဝိုက်ကအသင်းလိုက်ကစားအားကောင်းမှုမှုနဲ့အတူအကောင်းဆုံးအနိုင်ကိုကျော်ဖြတ်ခဲ့တာတော်တော်လေးကောင်းမွန်တဲ့အကျင့်စရိုက်လက္ခဏာလို့ပဲပြောရမှာပါ ဒီပွဲစဉ်မှာဂလာတာဆရေးကတယောက်ထုတ်ခံရပြီးတော့1-0ဆိုတဲ့ရလဒ်နဲ့မထင်မှတ်ပဲရှုံးနိမ့်သွားခဲ့ပါတယ်ကျွန်တော် Union Saint Gallois ကိုတော့လက်ခုပ်တီးပေးရပါလိမ့်မယ်နောက်ထပ်တပွဲကတော့ Bodø Glimt နဲ့ Juventus ပါ Bodø Glimt က Norway ရဲ့အသင်းကောင်းအသင်းဆိုပေမဲ့လည်း Juventus ကလည်းသူ့အလုပ်သူအကောင်းဆုံးလွတ်သွားတယ်လို့ပဲပြောရမှာပါအဝေးကွင်းမှာ3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။ဆိုတော့ဒီတပတ်ချန်ပီယံလိပွဲစဉ်၅မှာ Twin Goal တွေနားခဲ့တဲ့ပွဲတွေက တတပူပူတွေ့ခဲ့ရတယ်ပေါ့နော်တချို့ပွဲတွေဆိုရင်နှစ်သင်းပေါင်းတွင်းကို၈၉လောက်ထိရှိခဲ့တဲ့ပွဲမျိုးတွေပါပါပါတယ်နောက်ထပ်တစ်ပွဲ Brescia Dortmund နဲ့ Valeria အဝါရောင်ချင်းတူပင်မဲ့အနေထားချင်း မတူဆိုတဲ့သဘောမျိုးပါ Brescia Dortmund Champion League မှာတမိုင်းဆင်လာရှိခဲ့တဲ့အသင်းတစ်သင်းဆိုပေမဲ့ Valeria ကလည်းတမိုင်းဆင်လာရှိခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်ကျွန်တော် Valeria ရဲ့အကောင်ဆုံးခစ်တစ်ခစ်ကိုမိခဲ့တယ် recall me တို့ sorin တို့ခစ်ပေါ့နော်အဲ့တော့ဆို semi final အထိလာမသိဘူးဗျာဒီ champion league နဲ့တည်းတူတူတက်ခဲ့တယ်ပေါ့နော်ပြောချင်တာ valeria ကလည်းဗျာစင်လာကောင်းရှိခဲ့တဲ့အသင်းသို့တော့လက်ရှိအချိန်မှာတော့ borussia dortmund ကတတပူပူကောင်းနေတယ်ဆိုတာညင်းလို့မရပါဘူးခင်ဗျာနောက်တစ်ပွဲ chelsea နဲ့ barcelona ကျွန်တော်တို့ chelsea အနေနဲ့ဒီပွဲစဉ်အနိုင်ကအများကြီးအကျိုးအမြတ်တွေရခဲ့တယ်ဗျာ barcelona နဲ့ကျွန်တော်တို့ဂျားတွေက စစ်တန်းတစ်ခုကိုမကွာခြားတော့ဘူးဘာစနာရဲ့ level အစစ်တန်းကိုမိလာပြီတော့ဘာစနာကိုတော့ငါတို့အနိုင်ယူခဲ့ပြီဆိုတော့ခန်းစားချက်ကြီးကအရင်ကောင်းလွန်းတယ်ဗျာကျွန်တော်တို့ကချက်စီရဲ့ဟိုရှင့်မီနောက်မီပြိတ္တတွေလို့ပြောရမှာပေါ့နော်လုံးဝတင်းတင်းဖြစ်ဖို့စူးစမ်းအားထုတ်နေသေးတဲ့အချိန်ကာလတုန်းကလည်းမိခဲ့တယ်အန်တာဒေါ့အသင်းနေအနေနဲ့လည်းချိခဲ့ဘူးတဲ့ချန်ပီယံလိဖလာရတဲ့အချိန်တွေလည်းမိခဲ့ဘူးတဲ့ဒါပေမဲ့အခုနောက်ပိုင်းတော့ပိုလီတာဝင်ပြီးနောက်ဆက်တွဲချယ်ဆီရဲ့အဆင့်တန်းကတော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်လို့ ကိုကိုထင်တယ်ပေါ့နော်ဒါပေမဲ့ဒီပွဲတွေမှာချယ်ဆီရဲ့အဆင့်တန်းတော်တော်လေးကောင်းမွန်ခမ်းနားခဲ့တယ်တနည်းအားဖြင့်ချယ်ဆီဒီတမိုင်းစင်လာရကောင်းနေသေးဆိုတာကျွန်တော်ဒီပွဲတွေမှာမျက်ဝါးထင်နေမြင်ခဲ့ရတယ်ဘလို့ကောင်းတာလဲအသိအမှန်တရားလားတကယ်တမ်းအရေးရဲ့အကြောင်းရဲ့ကစားမယ်ဆိုချယ်ဆီရဲ့ကစားအရန်ခက်တယ်သူတို့ဒီယာဒီမှာချန်ပီယံလိမှာဘိုင်မင်းတကိုရှုံးသွားပြင်မယ်ပြောမယ်ဆိုရင်အရန်ရေးမကြီးသေးတဲ့ပွဲတင်တဲ့ပွဲဗျာတကယ်လို့ဒါအဲ့လိုဖိုင်နယ်မှာဘိုင်မင်းနဲ့တွေ့ကြည့် ်ချယ်ဆီရဲ့ကစားပုံကအဲ့ဒီအုပ်စုအစင်းကပွဲစဉ်လို့ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒီပွဲစဉ်ဆိုရင်လည်းအဲ့တိုင်းပဲဘာဆိုနာကစားသမားတွေကစားကွက်ကိုတည်လို့မရခဲ့တာ aggressive hype လေးကိုတေချာဟုရှယ်ပေးသွားပါတယ်ဒါ premier league အသင်းတွေရဲ့အားသာချက်လို့လည်းပြောနိုင်ပါတယ်ခင်ဗျအဲ့တော့ကြောင့်ဒီ aggressive play by နဲ့ပတ်သက် premier league အသင်းတွေကိုရှင်နိုင်တဲ့ league ဆိုတာမရှိတော့ဘူးတနည်းအားဖြင့်ဒီ modern ball လောကခေတ်လက်ရှိ current အချိန်မှာ premier league ကပေါ်မှာအကောင်းဆုံး league လို့ပြောလို့ရပါတယ် သူတို့အနေနဲ့တချို့ချွင်းချက်အပိုင်းတွေဒါတခြားသောလိကထိတ်တန်းအသင်းတွေကိုအရှုံးပေးပေးရလိမ့်မယ်ထားပါတော့ဗျာ PSG ကိုအရှုံးပေးရတယ်ဒါကသူတို့လိအဆင့်တန်းရ Premier League လောက်မကြက်တဲတဲ့အတွက် Premier League ကိုပို focus ထားနိုင်တဲ့အတွက်ကြောင့်သူတို့အသာရသွားတာတကယ်တမ်းဒဲရှင်မယ်ဆိုရင် EPL ကနှစ်တစ်ဖြားမကအောင်နှစ်ဖြားလောက်ပူတာနေတယ်ဆိုတော့အခု Champion League ပွဲစဉ် fight မှာကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ် ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမကစားကြင်နေဆိုရင်တော့စီနီယာဘေဘော့စီမှာအိုင်ဘက်ခွန်ရှစ်ကူငါးတလုံးမစ်နဲ့မောင်းငါ၆တို့ကိုမမသည့်ပို့ဆူခြင်းများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိကြင်နေဆိုရင်တော့ဘဘနံပါတ်39 899 649 440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်ပွဲတွေကိုထပ်ပြီးပြန်လဲဆွေးနွေးကြရအောင်မန်စီးတီးနဲ့လီဗာပူးစင်ပေါ့ဖပ်ဂွာဒီယိုလာကတော့ဒီပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ထားကောင်းမွန်နေတဲ့အကြောင်းအဓိကဟားလိုက်လို့ပြီးပြပြသွားခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူကကစားသမားအသစ်တချို့ အရန်ကမထိုင်နေရတဲ့သူတွေစွမ်းဆောင်ရကောင်းရှိပြီးပရိုတိုကွန်မရတဲ့သူတွေကိုအဲစိတ်ကောင်းစင်ရတာကောင်းတဲ့ဦးစားပေးခြင်းတဲ့အတွက်ဒီပွဲတွေမှာရှုံးပွဲကြုံတွေ့ရတယ်ဆိုတဲ့ပုံစံမျိုးဒါတော့စင်ချင်မဟုတ်ဘူးပြကျွန်တော်လက်ခံတယ်ဖပ်နေတဲ့အဲ့လိုစိတ်သက်မျိုးလေးရှိတဲ့အတွက်ကြောင့်ဒီလိုအရေးကြီးတဲ့ပွဲမျိုးမှာကစားသမားအစုံလင်ပြောင်းလဲပြီးတော့အသုံးပြုသွားခဲ့တယ်ပေါ့ဗျာတချို့ကစားသမားတွေကလည်းအရန်ကုန်မှာပဲအမြဲထိုင်နေလို့မရဘူးပြောင်းလဲပြီးအသုံးပြုပေးရမယ့်သဘောမျိုးရှိတယ်ပြီးရင်ပရီးမီးယားလိပွဲတွေကပြန်လာတော့မဲ့အခါကျတော့သူလဲရမယ်ထင်ပြီးတော့လုပ်ကြည့်တာပေါ့လေတို့ပေမဲ့ မမျော်လင့်ပဲတူ2-0ဆိုတဲ့ရလဒ်နဲ့အင်ကွင်း EDH မှာရှုံးပွဲကြုံတွေ့သွားခဲ့ပါတယ်နောက်တစ်ပွဲကတော့မာဆင်းနဲ့နျူကက်ဆယ်ပါနျူကက်ဆယ်က Harvey Barnes ရဲ့အခုနောက်ပိုင်းဂိုးတွေတွေးယူမှုနဲ့အတူဥဆောင်ထားနိုင်ခဲ့ပေမဲ့နောက်ပိုင်းမာဆင်းရဲ့ချီပါဂိုးတွေပြန်ပြီးတော့ခွင့်ပြုခဲ့ရပါတယ်ကျွန်တော်ဒီချီပါဂိုးတွေထဲမှာ Aubameyang ရဲ့ချီပါဂိုးတကူတော့တော်တော်သဘောကျတယ်ပားရင်တည်းရရှီလွန်းလာတဲ့တိုက်စစ်မှုလို့ပဲပြောရမှာပါအသက်အရွယ်တခုရောက်နေပေမဲ့ထိတ်တန်းစစ်ဆွဲဆောင်ရည်တွေကို Aubameyang ကပြတ်တနေတဲ့ဖြစ်ပါတယ်ဒီပွဲမှာလည်းနှစ်ဂိုးသွင်းပေးသွားပါတယ်နောက်ထပ်တစ်ပွဲကတော့ Slavia Prague နဲ့ Athletic Bilbao တရီဘွဲဖြစ်ခဲ့ပါတယ်။နာပိုလီကတော့ Quara ဘက်ကို2-0နဲ့အနိုင်ရခဲ့ပါတယ်။ဒါတော့အင်ကာညဘွဲစဉ်တွေပါ။ပိုတောညဘွဲစဉ်တွေကြည့်မယ်ဆိုရင် Copenhagen က Carrick Amarte အသင်းကို3-2ဆိုရရလက်နဲ့အိမ်ကွင်းမှာအနိုင်ရရှိခဲ့ပါတယ်။ Pafos နဲ့ Monaco ဘွဲစဉ်က2-2တရီဘွဲဖြစ်ခဲ့ပြီးတော့ Atletico Madrid ကတော့ Inter Milan ကိုအိမ်ကွင်းမှာ2-1ဆိုရရလက်နဲ့အနိုင်ယူပြီးဒီနှစ် Champions League မှာပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။ Frankfurt နဲ့ Atlanta ဘွဲမှာကတော့ ဖရက်ဖတ်ဒီယုံကြည်လို့မရဘူးဆိုတော့အခြေအနေမျိုးနဲ့ပဲအတ္တလန်တာကို3-0နဲ့ရှုံးနိုင်ခဲ့ပါတယ်ပို့ပြီးတော့စိတ်ပြည့်စရာကောင်းခဲ့တဲ့ပွဲကလီဗာပူးနဲ့ PSV အဲ့တော့လီဗာပူးကဘာနဲ့အလားတူနေလဲဆိုတော့တမင်မွေးကြားဆိုင်ဖြစ်နေကျွန်တော်တို့ကလီဗာပူးကိုမွေးတယ်ဒါပေမဲ့လီဗာပူးကဖြစ်မလာဘူး ောက်လျှောက်ရှုံးတယ်အခုပွဲဆိုရင်လည်း PSV ကို4-1နဲ့ရှုံးတာဘလို့နီးနေမှမဖြစ်သင့်တဲ့ရလတ်မျိုးပေါ့နော်လီဗာပူးမှာကိုယ်ကိုယ်သွေးကောင်းနေအများကြီးရှိတယ်ဗျကျွန်တော်အခုဒီကိုဒါကြီးကိုအိမ်မက်တစ်ခုလိုပဲထင်နေရုံဝမယုံကြည်နိုင်သေးဘူးလီဗာပူးပရိသတ်တွေဆိုရင်ပို့ပြီးတော့စိုးမှာပါအဲ့ကျွန်တော်နောက်တစ်ပွဲကတော့ Olympia Cos နဲ့ Real Madrid Real Madrid ကလည်း Olympia Cos ကိုကျွန်တော်တုံးကိုတော့ပြန်ပြီးတော့ပေးခဲ့ရတယ်ပေါ့နော်ဒီပွဲတမှာ Kylian Mbappe ကတော့ဒါလေးကိုတိတိတွင်းယူနိုင်ခဲ့တဲ့အတွက်ကြောင့် Champions League မှာလည်းတော်တော်ကောင်းတဲ့စွမ်းဆောင်ရည်ပြတ်သားထားနိုင်တယ်လို့ပဲပြောရမှာပါဒါပေမဲ့ တဦးချင်းတယောက်ချင်းကောင်းနေလို့မရအောင်အတင်းလိုက်ဟန်ချက်ညီနေဖို့လေလိုပါတယ်ခင်ဗျနောက်ထပ်တစ်ပွဲကနှစ်သင်းပေါင်းအတွင်းကို8-6ဖြစ်ခဲ့တဲ့ PSG နဲ့ Tottenham Hotspur ကိုပွဲစဉ်ဖြစ်ပါတယ် PSG ကတော့အိမ်ကွင်းမှာစပါးအတင်းကို5-9 3-9ဆိုတဲ့ရလနဲ့အနိုင်ယူနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီတရာသည့်အတွင်းမှာ UEFA Super Cup တပွဲပြီးတဲ့အချိန်အခုနောက်ထပ်တစ်ချိန်နှစ်ချိန်သက်တိုင်းအနိုင်ရရှိခဲ့တာပါ နောက်တစ်ပွဲက Sporting Lisbon နဲ့ Club Brugge ပွဲစဉ်ဖြစ်ပါတယ် Brugge ကမာကုန်ရှိတယ်ဆိုရင်လည်းဒီတစ်ခေါက်တော့မမာနိုင်တော့ပါဘူး Sporting Lisbon ရဲ့၃ဂိုးပြတ်နဲ့အနိုင်ယူကျော်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်နောက်ဆုံးပြောချင်တဲ့ပွဲကတော့ Arsenal နဲ့ Bayern Munich ပွဲပေါ့နော်တကယ်ကိုချီးကျူးစရာပါ Arsenal တို့ကျွန်တော်တို့ရှေ့မှာလည်းတောက်လျှောက်တွေချီးကျူးခဲ့တယ်ဟိုသူ့အတွက်ဂုံပြူစရာစကားတော့မသိမကြံတော့ဘူးပေါ့နော်အဲ့တို့ကြောင့်လည်းဒီပွဲကအထူးတလဲပြောမနေတော့ဘူး Arsenal ရဲ့ထုံးစံတိုင်းပဲနိုင်ခဲ့တယ်တော်တော်သူတို့နိုင်ခဲ့တဲ့အသင်းကဒီနှစ်ဘောလုံးရာသီမှာအကောင်းဆုံးဆိုတဲ့အသင်းကို အနိုင်ယူကြော်ဖြတ်ခဲ့တာပါအဲ့တကြောင့် အာတီတာရဲ့ဖြည်းဖြည်းနဲ့မှန်မှန်တိဆောက်ခဲ့တဲ့အာစနယ်တင်းရဲ့ပုံရိပ်ဟန်ပန်တစ်ခုကတော့ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်အာတီတာကိုကမ္ဘာအကောင်းဆုံးနီးပြားတွေကတရားအဖြစ်သိမကြခင်အချိန်တွင်လက်ခံရမယ့်ကာလတွေကိုရောက်ရှိလာတော့မှဖြစ်ပါတယ်။အခုချန်ပီယံလိပွဲတွေပြီးသွားရင်လက်ရှိချိန်မှာဇောင်းထနေတဲ့အသင်းအသင်းဖြစ်တဲ့ Chelsea နဲ့ Arsenal တို့ကပရီးမီးယားလိပွဲတွေ73ဖြစ်ထိတ်တဲရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘောလုံးပြည်သက်တွေကတော့ဒီပွဲတွေကို 就等先扣你吧，一面。